chapter 296မှာတော့တကဘာလုံးကပြိတ်သက်တွေက Ryan Super Twin ကိုကြောင့်အတော်လေးတက်ကြွနေခဲ့ပြီးတော့ Blue Lion ရဲ့ number 1 Ryan ကလည်းသူပါကောင်လဲဆိုတာပြသနိုင်ခဲ့ပါတယ် Ryan ရဲ့အန်အောစရာကန်ချက်ကို Charles ကလည်းအလုံးအမင်းသဘောကျနေခဲ့ပြီးအဲ့လိုလွတ်သွားတဲ့ပုံစံမျိုးကိုလည်းသဘောကျရလို့ပြောနေခဲ့ပါတယ်တစ်ဖက်မှာရှီတို့က Charles ကို Ryan နဲ့သူ့ကိုဘုဒ္ဓကိုပို့ပြီးတော့သဘောကျလဲလို့မင်းနေခဲ့ပါတယ် Jesus fuck up bro he's only 15ဆက်ပြီးတော့ရှီတို့က Ryan ရဲ့ဇောင်းကြောတဲ့အပြုတ်မှုကိုသဘောမကျဘူးဆိုပေမဲ့ဆန္ဒအတွင်းသားတဲ့ Go တော့သဘောကျကြောင်းပြောပါတယ် ရှီတိုကထပ်ပြီးတော့ Charles ကိုရင်းနဲ့သူနှစ်ယောက်လုံးမှာဘ누구အပ်ပို့ပြီးတော့ယူသွလဲဆိုတော့ဆုံးဖြတ်ခိုင်းပြီးတော့သူတို့နှစ်ယောက်ထဲကကဘာကြီးကိုပြောင်းလဲပေးမဲ့သူကိုဘောလုံးပေးခိုင်းပါတယ် Charles ကလည်းအဲ့လိုစကားတွေကြောင့်အရန်နေတွားကြနေခဲ့ပြီးတစ်ဖက်မှာ Isagi တယောက်ကတော့သူ့ဘယ်နေရာမှာမှားသွားခဲ့ရလဲဆိုတော့ပြန်ပြီးတော့တွေးတော့နေခဲ့မိပြီးမောင်းနေခဲ့တဲ့ Kunigami ကိုဇက်ထဆူကလိုက်ပိတ်တဲ့အခါမှာရှီတိုကလွတ်သွားမဲ့ဆိုတော့အကောင်လုံးထက် Isagi ကအရင်မြင်ခဲ့ပြီး Charles ပေးလိုက်တဲ့ဘောလုံးကြားမဲ့ဆိုတဲ့နေရာကိုခံမှန်းပြီးတွားနိုင်ခဲ့တဲ့ဆိုပေမဲ့ ရင်းကလည်းရှီရိုအနိုင်ယူဖို့အတွက်ပြေးလာခဲ့ပြီးတော့အီဆာကီကသူ့ကိုတားလိုက်မယ်ဆိုတာသိတာတောင်မှအီဆာကီစီကိုတက်တက်ပြေးလာခဲ့ပါတယ်။အဲ့ဒီအပြင်မှာရင်းကအီဆာကီဘလူးလောက်ကိုရရှိတော့လို့မျိုးအောင်းစရာကောင်းတဲ့ခံစားချက်ကိုရရှိသွားခဲ့ပြီးတော့ဆိုလိုတာကရင်းကသူ့ရဲ့ပါရမီကိုအခု၄ရက်မှဒတိထားမိခဲ့တာဖြစ်ပြီးရင်းရဲ့ညံအလင်းပွင့်ခဲ့တဲ့အခိုက်အတန့်မှာအီဆာကီကအရန်လူတာတာပဲဖြစ်နေခဲ့ပါတယ်။တစ်ဖက်မှာလိုကီကရင်းကိုအေဂျီကနေဆွဲယူလိုက်ပြီးတော့မစတာတရလုံးကိုတိုင်ထွက်လာရတဲ့အထိကိုဘာအများအရေးကြီးနေရလဲလို့ရင်းကမေးလိုက်ပါတယ်။အဲ့ဒီအခါမှာလိုကီက တက်ဆက်လက်ရှိမှာသူတို့အတူတူရှင်ခံခဲ့ကြတာကိုမက်မိလားလို့မေးလိုက်ပါတယ်ရင်းကမင်းဆောက်ကြောင်ငါဘာလုပ်ပေးရမှာလဲလို့ပြောတဲ့အခါလိုကီကအဲ့ဒီအချိန်တော့အနေမတူပဲအောင်ဖို့ကောင်းလာခဲ့တဲ့ရင်းကိုအဲ့ဒီအချိန်တော့အနေဘသူတော့ကြောင်းနဲ့အဲ့ဒီတော့ထင်မြင်ယူဆချက်ကိုပြောင်းလိုက်ပြီးချားစ်ကိုညံလင်းပွင့်အောင်လှုပ်ပေးနိုင်ခဲ့တဲ့အတွက်ရင်းကိုကျေးဇူးတင်လိုက်ပါတယ်ဒီပွဲထဲမှာဝင်ကစားဖို့အစီအစဉ်မရှိခဲ့ဘူးဆိုပေမဲ့ရင်းကြောင့်လိုကီကလည်းဝင်ကစားခြင်းနေပြီးတော့ဒီယိုအေဂွိုင်းစလီတခြားလုံးတပည့်မှမကစားဘူးခဲ့တဲ့ PG အတင်းရဲ့မာစတာလိုကီက ပထမဦးဆုံးအနေနဲ့ကွင်းထဲဝင်ကစားတော့မှဖြစ်ပြီးတော့ကမ္ဘာတဝန်းပရိသတ်တွေကလည်းသူတို့နားသူတို့မယုံနိုင်ဖြစ်နေကြကြပါတယ်လူကြီးဝင်လာတဲ့အခါနွားကလည်းဝင်လာရတော့မှမလို့လူစားလဲဖို့အတွက်လွတ်လိုက်ပါတယ်တက်လုံကြနေခဲ့တဲ့ခွန်နီကာမီနဲ့ကိုရိုနာတို့ကိုထုတ်လိုက်ပြီးလွတ်နေခဲ့တဲ့နေရာမှာသူနဲ့သူလူစားဝင်မဲ့သူကတော့ဖုန်ကြီးကျောင်းသားအီကာဂူရီပဲဖြစ်ပါတယ်အရေးကြီးတဲ့အချိန်ကြီးမှာအီကာဂူရီကိုခေါ်လာတဲ့အတွက်အားလုံးကကြောင်နေခဲ့ကြတယ်ဆိုပေမဲ့အကြောင်းရှိလို့နေမှာဆိုပြီးတော့ဒီတိုင်းလွတ်ထားလိုက်ပါတယ် သူ့ရဲ့တန်ကြီးကိုတတ်ရိပ်ပြမယ်နောက်ဆုံးအခွင့်အရေးပဲဖြစ်ပြီးတော့ဆရာကြီးအီကာကူရီယာကွင်းထဲဝင်လာခဲ့ပါပြီနှကိုနှကိုဆိုတဲ့ရလတ်နဲ့နှစ်ဖက်အသင်းနှစ်သင်းလုံးကအကောင်းဆုံးအနေထားကိုရရှိနေကြတဲ့အချိန်မှာမာစတာနှစ်ယောက်ကလည်းဝင်လာခဲ့ပြီးဘဒူးအမျှချန်ပီယံဖြစ်သွားမလဲဆိုတာကိုအကောင်လုံးကရင်ခုန်စိတ်လှုပ်ရှားစားနဲ့စောင့်ကြည့်နေခဲ့ကြပါတယ်တစ်ဖက်မှာရင်ရအီစာကီကိုပြန်မတရားအနေနဲ့ရွေးချယ်မိတာကိုဝမ်းသာမိပြီးအဲ့ဒီလိုအရာပဲရင်ကိုပို့ပြီးတော့တာမာလာစေတဲ့အတွက်တည်တဲ့အထိသူ့ကိုအနိုင်ယူဖို့ကြိုးစားဖို့ရင်ကတာဝန်ပေးလိုက်ပါတယ်အီစာကီကလည်းစောင်းကြောနေခဲ့တဲ့ရင်ကို နောက်ဆုံးကိုနဲ့ဝါမျက်ပြစ်မယ်လို့အီစာကီကကြုံဝါလိုက်ပါတယ်နောက်ဆုံးတိုက်ပွဲမှာညံလင်းပွင့်သွားခဲ့တဲ့ရင်းကိုအီကိုကမော်နီတာနဲ့တဆင့်စောင့်ကြည့်နေခဲ့ပြီးတပွဲမှာမဆော့ခဲ့ဘူးတဲ့ဂျူလီယန်လိုကီကအခုပွဲမှာပေါဝင်လာခဲ့တဲ့အတွက်ကြောင့်ကြီးစုနှုံးနဲ့တတ်နိုင်ခဲ့တယ်လို့အန်ရီကပြောလိုက်ပါတယ်အီကိုကတော့ဒါကပရိသတ်တွေလိုချင်တဲ့အရာဖြစ်ပြီးသူရဲ့ကောင်တယောက်မွေးဖွားတာကိုမြင်ကျင်ကြတဲ့အတွက်ညံကြီးရှင်တွေကလည်းတယောက်ကိုတယောက်ဆွေးငင်ကုန်ကြပြီးအောင်းပြကောင်းတဲ့ဖိုင်နယ်ပွဲကိုကဘာကြီးရဲ့အပူပြင်းဆုံးနေရာမှာမြင်တွေ့ရတော့မှာပဲဖြစ်ပါတယ် နောက်ဆုံးအနေနဲ့ ego ကသူ့ရဲ့စိတ်ရင်းတုံးလေးတွေကိုညံကြီးရှင်တယောက်ဖြစ်ဖို့အရန်မကြိုးစားနဲ့ဆိုပြီးတော့နောက်ဆုံးအနေနဲ့အမှားစကားပြောလိုက်ပါတယ်။ Loki ကနောက်ဆုံးအနေနဲ့သူ့ကိုယ်သူခန်းစစ်မှုတယောက်နဲ့လူစားလဲလိုက်ပြီးဒါကတော့ PG အသင်းရဲ့နောက်ဆုံးတိုက်စစ်ပုံစံပဲဖြစ်ပါတယ်။တစ်ဖက် Buster Man ကျင်အသင်းရဲ့ဘက်မှာတော့ကိုရိုနာနဲ့ခူနီကာမီယိုနိုဟာကသူနဲ့အီကာဂူရီအတွက်လူစားလဲလိုက်ပြီးတော့ဆွမ်းနာရောကဂုံးမှာအီဆာကီကဘောလုံးကိုပိတ်ရမယ့်အစားရင်ုံတွန်းခဲ့တဲ့အတွက်အဝကပြတ်ခံလိုက်ရပါတယ်အီဆာကီရဲ့စိတ်ထဲမှာတော့ခုနကရင်ပြောခဲ့တဲ့စကားကြောင့် ထီးနာသွားခဲ့ပြီးသူဆိုတဲ့ကောင်ကလည်းရင်တိုးတက်ဖို့အတွက်အပြည့်အကန့်တကောမဟုတ်ဘူးဆိုပြီးတော့စိတ်ထဲမှာတွေးနေခဲ့မိပါတယ်နောက်ဆုံးကိုကအနိုင်ရှုံးဆုံးဖြတ်ပြီးမှဖြစ်ပြီးတော့အသိဝင်လာတဲ့မာစတာနဲ့အကြောင်းဘာရီကပြောင်းလဲသွားမလဲနှကိုနှကိုဖြစ်နေခဲ့တဲ့နောက်ဆုံးတိုက်ပွဲမှာတကဘာလုံးကစောင့်ကြည့်နေကြတဲ့ပွဲမှာကစားပွဲကတဖန်ပြန်လဲစတင်ခဲ့ပါပြီနောက်ဆုံးကိုအီစာကီကသူသွေးရမယ်လို့စိတ်ထဲမှာကြုံဝနေခဲ့ပြီးနွာနဲ့စော့နေတဲ့အချိန်၃မိနစ်အတွင်းမှာသူကလည်းညံကြီးရှင်တယောက်ပဲဆိုတာတက်တယ်ပြမယ်လို့သွေးနေခဲ့မိပြီးကဘာအစ်စ်ဆိုတဲ့ပဝင်းကျင်ကြီးကိုတိမ့်ပိုက်ပြီးတော့ သူ့ကိုယ်သူညံကြည့်ရှင်တယောက်ဆိုတာတကဘာလုံးပြတာမှာပဲဖြစ်ပါတယ်။နိုဝါနဲ့လူပေးဆောင်နေခဲ့ပြီးနိုဝါပြန်ပေးတဲ့အချိန်ဘလုံးထိန်းတဲ့အခါမှာတော့ဘေးအမဲမသိတဲ့နေရာနေလိုကီကဖြတ်လုသွားခဲ့ပါတယ်။ဘလုံးထိန်းတဲ့ပုံစံပုံစံမကျတဲ့အတွက်လိုကီကဖြတ်လုနိုင်လိုက်တာဖြစ်ပြီးလောကကြီးရဲ့တဘာဝတရားအရာနေတဲ့သူကအရင်တိမ်ပါလို့ပြောလိုက်ပြီးဘလုံးကလည်းနတ်ဖျားလို့အမြန်နှုံးနဲ့ဆွဲပြေးသွားခဲ့ပါတယ်။ယုတ်တိရှိရှိမတွေးနိုင်တာမတွေးနိုင်တာတွေကအရင်မပါတော့ပဲ။အီစာကီကတမ်းမာလာခဲ့ရအောင် လိုကီရဲ့ကြောက်စရာအမြန်တော့မရှင်းနိုင်သေးပါဘူးခန်းစစ်ကစားသမားတွေကလည်းလိုကီကိုမရှင်းနိုင်တဲ့အတွက်ကြောင့်တက်ကူတောင်းနေခဲ့တဲ့အချိန်မှာလိုကီကအရင်လိုဆွဲမပြေးပဲဘေးမှာရှိတဲ့ရင်းဝဲပေးလိုက်ပါတယ်ရင်းစီကိုဘလုံးရောက်သွားခဲ့တာကြောင့်ဘာမှမလုပ်ရသေးခင်မှာပဲအီစာကီတို့အတင်းကအရှုံးနဲ့ရင်ဆိုင်ရပါတော့မယ်အားလုံးကအဆုံးသက်ပြီလို့ထင်နေကြတဲ့အချိန်မှာအီဂါကူရီယာရောက်ချလာပြီးရင်းကိုတားဖို့အတွက်လုံနေခဲ့ပါတယ်လေတိုင်းအောင်လဲမဲ့ကောင်ရင်းကတိုက်ချလိုက်တဲ့အတွက်ကြောင့်ဖောင်ထိသွားခဲ့ပြီးပြစ်ဒဏ်ဖို့ရရှိခဲ့တာမလို့ ီကာဂူရီရဲ့လှုပ်ဝက်နီလန်းကအလုပ်ဖြစ်ခဲ့ပါတယ်။နိုဟာလူစားလိုက်ခဲ့တဲ့အီကာဂူရီဟာရင်းကိုဖောင်းအောင်လုပ်နိုင်ခဲ့ပြီးတော့သူ့ရဲ့ကန်ချက်ကိုလည်းလက်မလေးနဲ့ကာလိုက်နိုင်ပါတယ်။အခုမှရိုက်ချီရိုကလည်းအီကာဂူရီကိုကိုကြီးကညီလေးကိုအစကတည်းကယုံမိသားပါညာလုပ်နိုင်ခဲ့ပါတယ်။အီကာဂူရီကနိုဟာစီစဉ်ခဲ့တဲ့အတိုင်းရင်းကသူ့ပြည်စားအတိုင်းလှုပ်ရှားနိုင်ခဲ့တဲ့အတွက်ကြောင့်မစင်စားပဲဇို့အသင်းဝင်မှာမလို့အဲ့ဒီအချက်ကိုအသုံးချပြီးဖောင်းအောင်လုပ်ဖို့ပြောရတယ်။အီကာဂူရီကိုစောင့်ကြည့်နေခဲ့ပြီးတော့သူ့ရဲ့စွမ်းရည်တွေစူးစမ်းမှုတွေကို ဘလို့အသုံးချရမလဲဆိုတာနိုဝါကတိနေခဲ့ပြီးစောင့်ကြည့်နေခဲ့တဲ့သူ့ဖင်နဲ့မေးကိုဖုန်ကြီးကျောင်းသားမလို့ရတော့ဘူးဆိုပြီးတော့ကြွားလိုက်ပါတယ်။တဖက်အတင်းရဲ့ကျန်တန်တတန်ဆော့ကစားပုံတွေကဤကားကိုရဲ့နီလန်နဲ့လှုပ်ပြင်းနေခဲ့တဲ့အတွက်ကြောင့်နိုဝါအဲ့ဒီအတိုင်းဆက်လက်ဖို့ပြောပြီးတော့ကျန်တန်နဲ့ကောင်းနေကိုခေါင်းအေးအေးနဲ့နိုင်ယူကြမယ်လို့ပြောရတယ်။ဤကားကိုရဲ့နီလန်ကလှုပ်ပြစ်ခဲ့ပြီးတော့ရင်းကိုတားနိုင်သေးတဲ့ဆိုတဲ့အတွက်ကြောင့်ကစားပွဲတစ်ခုလုံးကပြောင်းလဲတော့မှာပဲဖြစ်ပါတယ်။ဂျင်းတက်ခံလိုက်ရတဲ့ရင်းကိုလိုကီကခနဲလိုက်ပြီးရင်းကလည်းနောက်တစ်ချိန်ကျရင်အတီကျုံးပြမယ်လို့ပြောရင်းနဲ့ ဤကားကိုရီရဲ့ပြစ်ဒဏ်မော့ပေးပုံမှုကနေကစားပွဲကပြန်လည်စတင်ခဲ့ပါတယ်။ဘလုံးရထားခဲ့တဲ့နိုဝါကဘတ်ဆက်မန်ချင်းအတင်းသားတွေရဲ့ရှေ့ကနေဦးဆောင်ပြီးတော့တံပြန်တိုက်ဆစ်ဆင်မှုအတွက်လှုပ်ပါတော့တယ်။ Charles နဲ့ Shiro ကနိုဝါစီကနေဘလုံးလူကိုကြိုးစားပေးမယ်။ Master တဲ့အလုံးလွယ်လွယ်နဲ့တော့လူလို့မရပဲခိုင်စာကလူပေးလမ်းကြောင်းဖော်ပေးတဲ့အခါမှာပေါင်ကြားသွင်းပြီးတော့ခိုင်စာကို pass ပေးလိုက်ပါတယ်။ခိုင်စာကလည်းအလိုက်တတိနဲ့ဝန်ဒူဇဲလုံးကိုနိုဝါနဲ့အသွေးညီညီစော့ကစားနေပြီ တပတ်အတင်းရဲ့ခန်းသစ်ကိုတဖြည်းဖြည်းနဲ့ဖောက်လာနေပါတယ်။စောင့်ကြည့်နေခဲ့တဲ့အီဇာကီကလည်းဝင်ရပူပေါင်းဖို့ကြံစီလိုက်တဲ့အခါမှာနိုဟာကအီဇာကီကိုမပေးဘဲငါသားအနေနဲ့အတုံးချပြီးတော့ခိုင်ဇာကိုပေးလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲနိုဟာကသူ့နေယိုအီဂိုအစ်လီကိုဝင်ခဲ့ရတဲ့အကြောင်းရင်းကခိုင်ဇာရဲ့အတားကိုနိုးထပေးဖို့အတွက်ပဲဖြစ်ပြီးသူ့ရဲ့နေရာအတစ်ကိုလူမဲ့ပြိုင်မဲ့တယောက်သူ့ကိုပို့ပြီးတော့တိုးတက်အောင်လုပ်ပေးမယ်။သူ့ကိုလူသေးတယောက်ဖြစ်အောင်လုပ်ပေးမယ်။ပြိုင်မဲ့မျိုးကိုလိုချင်ပြီးဒီထက်မကပို့ပြီးတော့တာမာကျင်တယ်လို့နိုဟာကပြောရတယ်။ဒါကတော့ ကမ္ဘာနံပါတ်1တိုက်စစ်မှုတယောက်ဖြစ်နေခဲ့တာတော့ပို့ပြီးတော့တာမာဂျင်နေတဲ့နိုဝါရဲ့စစ်မှန်တဲ့အတ္တပဲဖြစ်ပါတယ်ဂိုဘောရှင်းမှာရောက်ရှိနေခဲ့တဲ့နိုဝါကိုထိုကီမီဆိုကတားဖို့ရောက်နေခဲ့တဲ့ဆိုပေမဲ့နိုဝါရဲ့ဆူရှားတဲ့အကြည့်တွေကြောင့်ကြောက်လန့်နေခဲ့ပြီးဘောလုံးလူရမယ်စား MMA ထိတ်တောင်းအဝဲကျွေးချမိလိုက်ပြီးတော့အဝကအပေးခံလိုက်ရပြီးဘတ်စတာမန်ချင်းအတင်းကပြည်တံပေါ်ရရှိသွားခဲ့ပါတယ်တစ်ဖက်မှာအီစာကီကတော့သူ့အခြေအနေသူနားလည်နေခဲ့ပြီးခိုက်သားကိုနှုတ်ထစီဖို့သူ့ကိုအတုံးချခဲ့တဲ့နိုဝါသူ့ကိုယ်သူတိုးတက်ဖို့အတွက်ပြိုင်ပွဲတစ်ယောက်အနေနဲ့မြင်ခဲ့တဲ့ ring လက်တွေ့မှာတော့အီစာဂီကသူရဲကောင်းတွေကိုမွေးဖွားပေးဖို့အတွက်အပြည့်ကန်တယောက်ဖြစ်နေခဲ့ပါတယ်ဇွန်နာတော့ရရှိခဲ့တဲ့ပြစ်ဒဏ်ဘုံကိုကန်သွင်းမဲ့သူကတော့မက်ကဲခိုင်စာပဲဖြစ်ပြီးခိုင်စာကနိုအောအစကတည်းကအီစာဂီကိုလမ်းပြခဲ့တဲ့အကြောင်းရင်းကသူ့ကိုနှိုးထားစေဖို့အတွက်ပဲလားဆိုပြီးမေးလိုက်ပါတယ်နိုအောဟုတ်တယ်လို့ပြောတဲ့အခါမှာကိုအတွက်ကိုကမ္ဘာအကောင်ဆုံးပြိုင်ဘက်ကိုဖန်တီးတယ်ကိုအတွက်ကိုပဲကြီးတဲ့အလုပ်မျိုးကကမ္ဘာအကောင်ဆုံးဆိုတဲ့သူတွေရဲ့အထာလားလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာနိုအောက ကမ္ဘာအကောင်းဆုံးဆိုတာတခြားသူတွေဖန်တီးထားတဲ့စုတစ်ခုဖြစ်ပြီးသူကိုယ်တိုင်ကတော့ရိုးရိုးရှင်းရှင်းပဲတိုက်စစ်မှုတယောက်အနေနဲ့ဗီဇအတိုင်းအစွမ်းကုန်ကြိုးစားခဲ့တာဖြစ်ပြီးတော့ကမ္ဘာအကောင်းဆုံးဆိုတာကလည်းအဲ့လိုလှုပ်ချင်းရဲ့အကျိုးရလဒ်ပဲဖြစ်ပြီးလောလောဆယ်မှာသူ့ရဲ့ကမ္ဘာနံပါတ်၁ဆိုတဲ့နေရာကိုလော်ကီကအများဆုံးချိန်ချောက်နေပြီးလော်ကီနဲ့စီးရင်ရှင်းလို့ပြီးသွားတဲ့အခါမှာငါ့ကိုကြော်တက်ဖို့ကြိုးစားခိုက်တာငါကပို့ပြီးတော့တံမာတဲ့သူတွေကိုတိုက်ခိုက်ခြင်းနဲ့ဘလုံးအယူရဲကနေဆွဲနေတဲ့သူတယောက်လို့ပြောပါတယ်။နှွားကသူ့ရဲ့ပင်ကိုဆွမ်းရည်တွေကြောင့်အဓိကဆက်ကောင်တယောက်လို့ဖြစ်နေခဲ့ပြီး တပတ်မှအီစာကီကတော့ခိုင်သာဘဲကိုချိန်နေရလဲဆိုပြီးတော့စဉ်းစားနေခဲ့ပါတယ်။အီစာကီစီမအကြံနှစ်ခုရှိနေပြီးပထမအကြံကတော့ခိုင်သာကန်လိုက်လို့ပြန်ကန်ထွက်လာတဲ့ဘောလုံးကိုကောက်စားလုံးမှဖြစ်ပြီးဒုတိယအကြံကတော့အဲ့ဒီကန်ချက်ကိုပဲလမ်းကြောင်းပြောင်းပြီးကန်သွင်းမှဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်ဘဲတောက်လာညာတောက်လာဆိုတော့ဖတ်နိုင်အောင်ကြိုးစားမှဖြစ်ပြီးအခုလို့အသွေးတွေများနေခဲ့မယ်ဆိုရင်ချိန်မီလုံးနိုင်မှာမဟုတ်ပဲဘဲကိုပြေးမလားညာအောင်ပြေးမလားဆိုတော့ခိုင်သာရဲ့အသွေးပေါ်မှာလောင်းကြီးထပ်ပြီးတော့သူ့အတွက်ကိုပိုင်အခွင့်အရေးကိုဖန်တီးတော့မှာပဲဖြစ်ပါတယ်။ ခိုင်စားတော့နိုဟာဖြစ်စီခြင်းတဲ့အတိုင်းရှင်းတာမှမဟုတ်ပဲဘတ်စတန်မှန်ချင်းအသေးမှပြိုင်ဘက်ဖြစ်စီခြင်းနေပြီးခိုင်စားအဲ့လိုဇလန်မျိုးလက်ခံမှမဟုတ်ပဲသူ့ရဲ့ကိုပိုင်ဇလန်တစ်တခုကိုဖန်သိမှဖြစ်ပါတယ်သူ့ကိုယ်သူဘာမှမဟုတ်တဲ့အကောင်အနေနဲ့မြင်နိုင်ခဲ့ပြီးသူ့ကိုအားငယ်စေမယ့်အသွေးတွေကိုလည်းဇက်တိုက်တွင်းနေခဲ့ပြီးတော့အဲ့ဒီရောက်ပဲလက်လက်အနေနဲ့အုံချပါတယ်ကံမိုးပြင်နေခဲ့တဲ့ခိုင်စားကိုဘဲတောင်လားညာတောင်လားဆိုပြီးအီစာကီးကလမ်းကြောင်းဖတ်ဖို့ကြိုးစားနေပြီးတော့မင်းပါပဲတွေ့တွေ့မင်းရဲ့စိတ်ကူးထက်ငါခြေတလန်းတာရီလို့အီစာကီးကတွင်းနေခဲ့ပြီးမဖြစ်နိုင်တဲ့စိတ်ခေါ်မှု ်ဘယ်ဘက်တော့အီစာကီးကပြေးသွားလိုက်ပါတယ်တပတ်ဂိုးသမားကလည်းဖက်နိုင်လိုက်ပြီမင်းကာနိုင်ခဲ့မယ်ဆိုရင်တော့မှအီစာကီးကဂိုးသိမ်းမှမလို့သူ့ရဲ့လက်နဲ့သူကန်းဘော်လေးကိုအသိမြင်လိုက်တဲ့အချိန်မှာဘောလုံးကညာဘက်တော့ဝေ့သွားခဲ့ပါတယ်ဘယ်ဘက်တော့ကန်သွင်းမယ်လို့ဟန်ဆောင်လိုက်ပြီးညာဘက်တော့ချိန်နေခဲ့တာမလို့အီစာကီးကခိုင်စာလက်သားတော့ခံလိုက်ရပါတယ်အိုမင်းမလာမကတဲ့နေရာမှာလိုကီးကအဲ့ဒီကန်ချက်ကိုမြင်သွားခဲ့တဲ့အတွက်ကြောင့်အရှင်ပြင်းပြင်းနဲ့ပြေးလာနေပြီးတော့ကံရက်ကိုမြင်းမိမှပြေးလာခဲ့ရတော့လိုကီကတားနိုင်လိုက်ပါတယ်အဲ့လိုအရာမျိုးဟာလူတယောက်ရဲ့အမြန်နှုံးမဟုတ်ပဲ ယုတ်တိရှိရှိရှင်းပြလို့မရတဲ့ပါရမီရှင်လိုကီရဲ့အစွမ်းမဖြစ်ပါれဘလူးလော့ရဲ့အမြန်ဆုံးကံကြက်ဖြစ်တဲ့ခိုင်စာအင်ဘက်ကတော့လိုကီအတွက်တော့နှေးလို့နေခဲ့ပါれဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဗီဒီယိုကိုကျန်နေတက်တယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube Channel လေးကို Like and Subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ်အားပေးကြတဲ့သူတူတယောက်ချီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်နောက်ပိုင်းနေမှာပြန်တွေ့ကြတော့ပေါ့